မင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့ဖတ်ပြခြင်းနဲ့စာလေးကတော့ဆရာတက္ကသိုလ်စိန်တင်ရေးသားတဲ့မြန်မာဒီမိုကရေစီခီးနဲ့သူရဦးတင်ဦးစာအုပ်ထဲကဗိုလ်ကြီးအောင်ကျော်မြင့်တေရန်ကျိုးပေးခံရစဉ်ကဆိုတဲ့စာလေးဖြစ်ပါတယ်ဒီလုံနဲ့ ဗိုလ်စီမင်းနဲ့ကျွန်တော်အတူနေထိုင်လာကြရင်ဒီနေ့တွင်ထူးခြားတဲ့အဖြစ်တရနဲ့အကျုံရပါတော့တယ်ထိုးနေကြကညီ9နာရီညီအချိန်မတော်ကြီးမှာဗိုလ်စီမင်းကရေချိုးခန်းထဲဝင်ပြီးရေချိုးတန်တပွားပွားဖြင့်အသေးတန်ရေချိုးပါတယ်တဖက်ကကသူ့ရေချိုးတန်ကြရတဲ့အခါကျွန်တော်ရုတ်တရက်အိယာကနိုးလာပြီးသူ့အခန်းဘက်ရှောက်ထွက်သွားတာမိလိုက်တယ်ကိုစိမင်းဘယ်နဲ့ညာကြီးမင်းကြီးရေတွေတပွားပွားချိုးနေတာလဲဘာဖြစ်တာလဲဗျဒီတော့မှ ဝင်ဦးစိမ့်မေးချိုးချင်းရက်ပြီးကျွန်တော်မင်းဝန်ကိုပြန်ဖြေတယ်။ဟုတ်ပါတယ်။ကျွန်တော်အိမ်မက်ထဲမှာရေချိုးနေပြီးအခုတကယ်ထက်ပြီးရေချိုးနေမိတာခင်ဗျာ။ဤရင်ကျွန်တော်သိလိုက်ပါပြီ။အကျဉ်းထောင်ထဲတွင် ပိတ်လောင်အကျဉ်းချခံရသောကြောင့်ဘုံမူစိမ့်မေးစိတ်ကြောင်ကရန်ဖြစ်သွားပြီ။ဘိုးစိမ့်မေးစိတ်ကြောင်ကရန်ဖြစ်သွားပြီဆိုခြင်းကိုကျွန်တော်နားလည်လိုက်ပြီ။နောက်တစ်နေ့ကျတော့ဘုံဦးစိမ့်မြင့်ငိုးနေပြန်ပါလေ ျွန်တော်ကသူ့ကိုမင်းရပါတော့လေဟေးဘိုးစိမ့်မြင့်ဘာဖြစ်လို့ငုံနေတာလဲမင်းလွတ်ခံနေပြီလေကွာဒီတော့ဘိုးစိမ့်မြင့်ကမဟုတ်ဘူးဗျကျုံမင်းမနောက်အိမ်တော်ပြူသွားလို့ကျွန်တော်ကအိုးမင်းမေဟိုးနေ့ကမင်းမေမထောင်းဝင်းသားလာတာကိုပြုံးပြုံးရွှင်ရွှင်နဲ့စကားပြောနေပြီမှာဘာကြောင့်မင်းမေမနောက်အိမ်တော်ပြူတယ်လို့ဖြစ်ရပြန်တာလေဒီကြားထဲမှာထောင်းဝင်းသားလာတာလည်းမတွေ့မိပါဘူးဘိုးစိမ့်မြင့်ကမဟုတ်ဘူးဗျ ကျွန်တော်မိမမျက်နှာကိုအကဲခတ်ရတယ်ကျွန်တော်ကအားလုံးသိပြီ သူနောက်ထပ်ယောက်ျားယူပြီဆိုတာပေါ်နေပြီကျွန်တော်ကမဟုတ်ပါဘူးကွာမင်းမိမကမင်းနဲ့ပေါင်းသင်ပြီးခလေးတွေပဲ၄၅၆ယောက်ရနေပြီပြီးတော့သူကလည်းမင်းတို့ငါတို့မိတ်ဆွေဘုံကြီးတယောက်ရဲ့တမကွာဘာကြောင့်မသိတော့တာဖြစ်ရမှာလဲမှန်ပါလေမိုးစင်မြင့်ရင်ဇနီးမှာဒုတိယဘုံကြီးတူဦးကြီးနှမအရင် ဖြစ်ပြီးဆွေကြီးမျိုးကြီးတွေကပါပဲ ဘိုးစိန်မင်းကဒီလိုပြောပါတယ်မဟုတ်ဘူးဗျကျုပ်ကဒီတခါထောင်းဝင်းသားအလားမှာတည်တည်ကြကြအကုန်သိလိုက်တာခမားဘာသိလို့လဲအင်းနေပါဦးတည်တည်ကြကြသိအောင်မင်းမိတ်မကဘသူနဲ့ဘာဖြစ်တယ်ထင်ဦးကျုပ်မှုကိုလိုက်ပြီးနေတယ်ရှေ့နေပေါ့ဗျကျုပ်မိတ်မကအဲ့ဒီရှေ့နေနဲ့နောက်အိမ်အောင်ပြူတာကျွန်တော်ကအဲ့ဒီရှေ့နေကြီးရလေအဖိုးကြီးကွာမဖြစ်နိုင်တာဘုံစိန်မင်းကဟာခမားမသိပါဘူးကျုပ်မိတ်မကအဲ့ဒီရှေ့နေအဖိုးကြီးနဲ့အိမ်အောင်ပြူတာ ဒီမှာထို့သို့ပြောလိုက်ဒေါ်လာဖြစ်လိုက်ငိုလိုက်နဲ့ကိုစိန်မြင့်တယောက်တည်းဖြစ်ချင်ရဖြစ်နေပါတော့တယ်ဒီမှာမင်းသူ့အကြောင်းကိုကျွန်တော်သိလိုက်ပြီ သူ့စိတ်တွေကစင့်ကလေးအားဖြစ်ပြီးလက်ရှိအခြေအနေတွင်အကျဉ်ထောင်ထဲမှာပိတ်လောင်ထားသည်ကိုခံရသဖြင့်မကြေနပ်မှုများပောက်ကွဲကစိတ်တွေဖောက်ပြန်လာခြင်းဖြစ်ပေမည်မပြောရင်မဖြစ်ရကျွန်တော်ပြောရမယ်ကိုစိန်မြင့်ခင်ဗျအရင်လိုမဟုတ်တော့ဘူးသူကကျွန်တော်ဘာပြောင်းလဲလို့လဲ မစိတ်တွေပြောင်းလဲနေပြီမဟုတ်တာတွေရှောက်တွေးနေတယ်ရေချိုးတာလည်းအချိန်နဲ့ချိုးတာမဟုတ်ပဲညာကြီးအချိန်မဟုတ်ရေထချိုးတယ်နောက်ပြီးမိမိမားနဲ့ပတ်သက်ပြီးမဟုတ်တဲ့သူနဲ့လည်းအတင်းဆွတ်ဆွဲနေတယ်ကျွန်တော်ထိုးသောသူကိုပြောပြီးနောက်မေသူမိမားထောင်ဝင်သာလာတွေ့ပါတယ်ဤရင်မုံဦးစိန်မင်းကမိမားကိုသွားမတွေ့တော့ဘူးကျွန်တော်ကိုပြောနေပါတယ်ကျွန်တော်ကသူ့ကိုသင်ပေးရပါတယ်ဒီလိုမလုပ်နဲ့ကွာမိမိမားကိုသွားတွေ့လိုက်ပါပြီးတော့မင်းစိတ်ထဲမှာတန်တရားရှိအောင်မေးကွာ မင်းမတင်ငါဖြစ်နေတဲ့ကိစ္စပြောလိုက်ပေါ့ဘာဖြစ်တယ်လဲစိတ်ထဲရှင်းသွားမှာပေါ့ဒီလိုဖြင့်ဘုံမှုစိန်မင်းကမိမကိုထောင်ဝင်လာတွားတွေ့ပါတယ်သူမိမနဲ့တွေ့ဆုံစကားပြောပြီးပြန်လာတဲ့အခါမင်းမိမဘာပြောတယ်လဲမေးခဲ့လားဆိုတော့သူကအမေးခဲ့ဦးမင်းကမမေးခဲ့ပေမဲ့မင်းမိမကမင်းကိုဆက်ဆံပြောဆုံဖို့ဘလို့ရှိတယ်လဲအကဲခါမကြည့်ဘူးလားသူကတော့ဟန်ဆောင်နေမှာပေါ့ဗျာဒီလိုဖြင့်ကျွန်တော်ကသူ့စိတ်တွေကစင်ကလေးအဖြစ်နေသည်ကိုပြန်လဲတည်ငြိမ်အောင် ဆုံးမပြောကြားနေဘိုးစင်မင်းရဲ့စိတ်အခြေအနေပိုဆိုးလာပါတယ်။သူကတနေ့မှဒီလိုပြောလာပါတော့တယ်။ကျွန်တော်မိမကခမားနဲ့အိမ်အောင်ကြနေတာကိုဗျခုမှသိရတော့တယ်။ဒီရင်ကျွန်တော်သူ့ကိုအလုံးမင်းတနာသွားမိတော့တယ်။အော်ကိုစိန်မင်းမောင်ဟင်းအခြေအနေတော်တော်ဆိုးရွားနေပြီကို။ဒီအချိန်မှာကိုစိန်မင်းကအကျဉ်းထောင်မှလုပ်ရန်ရက်နီးလာပါပြီ။သို့တော်သူ့စိတ်တွေကအခြေအနေမမှန်တော့ဘူး။သူစိတ်ကောင်းရှိနေစမှာပြောပါတယ် ကျွန်တော်မိမဘာများလောက်ကင်စားနေရှာမလဲမသိဘူးဗျာသူကဘာမှလဲကြံစီစူးစမ်းရတာမဟုတ်ဘူးဗျာဟုတ်ပြောခဲ့မှုပါတယ်ထို့ပြင်သူက အချင်းထောင်မှလွတ်လင်းအလုပ်မရှိဘဲဘာလောက်ကင်စားရမည်ဟုလဲတွေးပြီးစိတ်ပူနေပြန်ပါတယ်ထိုစဉ်ကတော့ကျွန်တော်ကဘာဖြစ်သေးလဲကွာမင်းကယောက်ျားပဲလုံနိုင်ကင်နိုင်သေးတာပဲမင်းကလေးတွေလည်းလူလားမြောက်နေကြပြီသူတို့လည်းသူတို့ဘဝကိုရည်တည်မှုရအောင်လောက်ကင်နိုင်ပါပါကွာဟုတ် အားပေးစကားပြောကြပူပါတယ်။သို့သောဘုံမူးစိန်မြင့်စိတ်အားတို့နည်းတဲ့မလောက်တာမကင်နဲ့မကြံစီတက်ရှာသောသူမင်းမသည် အခြားလူတယောက်ယောက်ကိုအာကိုအာဓာပြုရင်နောက်အိမ်တော်ထူသွားမည်ကို အလွန်စိုးရိမ်သောကဖြစ်ပူပန်ရင်စိတ်တွေပေါက်ကွဲထွက်သွားပုံရပါတယ်။ဤတွင် ကျွန်တော်တခုစဉ်းစားမိပါတယ်။ဘုံစိန်မြင့်လှုပ်ရှားနေသောစိတ်များတည်ငြိမ်သွားစီရန်ကျွန်တော်စောင့်ထားသော Valium 5ဆေးကိုတိုက်ကြွေးကြည့်မည်။ကျွန်တော်က ငါဇနီးပေးထားတဲ့အာစီမင်းကိုပေးမယ်တောက်ကြီးကျွန်တော်ကဒီလိုပြောတော့သူကကျွန်တော်မှလည်းအားစီတွေရှိတာပဲဗျမဟုတ်ဘူးငါစီးကပိုပြီးအားရှိတယ်မယုံရင်မင်းတောက်ကြည့်သားမှာကျွန်တော်သူ့ကိုချုံးမော်ပြီးဗီလီယံ5ကိုတိုက်ကြည့်ရသူကခမားစီးကသေစီးတော့မဟုတ်ပါဘူးနော်တဲ့မဟုတ်ပါဘူးကွာမင်းကဘာတော့ငါသေစီးကျွေးရမှာလဲမင်းကငါလှုပ်ရင်ငါအပြစ်ဒဏ်ခံရမှာပေါ့ဒုနေညာကစေးတိုက်လိုက်သဖြင့် ိုးစိမ့်မြင့်အိပ်ပျော်သွားပါတယ်။နောက်တစ်နေ့နဲ့သူအိယာကနိုးလာတော့လလန်ဆန်းဆန်းဖြစ်ပြီးထလာတယ်။စိတ်လဲငြိမ်သွားပါတယ်။နောက်တစ်နေ့ညကျတော့သူကဝင်စတင်ဈေးလာ တောင်းပါတယ်။ကျွန်တော်တလုံးထပ်တိုက်လိုက်ပါတယ်။ဘိုးစိမ့်မြင့်စိတ်တွေအတော်တည်ငြိမ်အေးချမ်းသွားဖို့ရပါတယ်။ဟိုကိစ္စဒီကိစ္စဘာမှထွေးထွေးရရာမပြောတော့ပါဘူး။နောက်တစ်နေ့ညကျတော့ဘိုးစိမ့်မြင့်ကကျွန်တော်ထံအားစီးဆိုပြီးလာတောင်းတော့ကျွန်တော်မပေးတော့ဘူး။တော်ပြီကိုစိမ့်မြင့်ဒီအားစီးကသိတ်တော့ရင်ဆွဲသွားရတယ် မောင်ရင်လဲနေကောင်းတယ်မဟုတ်လားအာစီခဏရထားလိုက်ရအောင်ပြောလိုက်ရပါတယ်ဒီစေးဗီလီယံ5ကစေးဆွဲသည့်ဝိညာဉ်ခံစားရတတ်ပါတယ်စေးဆွဲသွားရင်ယူတော်ယူသွားနိုင်သဖြင့်ကျွန်တော်သူ့ကိုစေးမပေးပဲရလိုက်ရခြင်းဖြစ်ပါတယ်ထို့နောက်ဘိုးစိန်မြင့်ကျမရေးကိုစစ်ဆေးမိဆောင်လာတော့ခါကျွန်တော်ကသူ့စိတ်တွေထူရရာမတိမငိမ်ဖြစ်လာတော့ကြောင့်ကိုစိန်မြင့်အား Villian 5C အနေငယ်ကြွေးခဲ့ရာယခုပင်အတော်ဝင်ကျမ်းမာလာပြီဟုတို့တို့ပြောရပါတယ် ဆရာဝန်ကကိစ္စမရှိပါဘူး။ဒါပေမဲ့အခုတော့ဒီဈေးကိုဆက်မပေးပါနဲ့တော့။ရပ်ထားလိုက်ပါဟုပြောလိုက်ပါတယ်။ဒိုချင်းကဘုံဦးစိန်မြင့်ကုသကံတက်လာပုံရပါတယ်။သူကြခံရမိတ် ထောင်နံသုံးနှစ်အပြစ်တံမှာရှော့ရရသောကြောင့်နှစ်ကျော်ကျော်နှစ်ပင် ထောင်ကထွက်သွားပါတယ်။ကျွန်တော်မှာကိုစိန်မြင့်ထွက်သွားသောကြောင့်အလွန်ရှင်လန်းအားတက်သွားပါတယ်။ကိုစိန်မြင့်ထောင်အားလုပ်ပြီးမကြမီပင်ကျွန်တော်ကြုံရသော ထောင်လိုင်းတက်သားတွေလုပ်ပုံ ပြောပြရပါဦးမယ်။ထိုစဉ်ကကျွန်တော်သားယခုဂျပန်နိုင်ငံတိုကျိုမြို့ရောက်နေသည့်မောင်တန့်စင်ဦးမှာ စေတန်းဆမ်မွဲဖြည့်ဆူခဲ့ပါတယ်။စေတန်းဆမ်မွဲအောင်စင်းတွေထွက်ပြီးဟုတရင်ကြားသဖြင့်ကျွန်တော်ကရင်ခုန်လာပါတယ်။တားငယ်လေးမောင်တန့်စင်ဦးဆမ်မွဲမှာအောင်မအောင်ပါလီစားဟုစိတ်ပူနေမိပါတယ်။ထို့ကြောင့်ကျွန်တော်ထင်နေ့စဉ်ဝင်ရောက်လာနေကြဖြစ်သောထောက်လိုင်းတက်ကြကြီးခင်မောင်ကိုကျွန်တော်ကအကူအညီတောင်းပါတယ်။မောင်ခင်မောင်ကြီးငါသားကလေး မောင်တန့်စင်ဦးစေတန်းဆောင်ပွဲဖြေဆိုထားတယ်။ဒီနေ့အောင်စင်းထွက်ပြီကွာ။အဲ့ဒါငါသားဆောင်ပွဲအောင်စင်းမင်းသွားကြည့်ပေးပါကွာ။ခုံနံဘက်ကတလောက်ပါပဲဟု ပြောပါတယ်။ဒီလိုဖြင့်စာရင်ခင်မောင်လဲကျွန်တော်ကိုကောင်းပြီကြည်ပြီးပါမင်းဟုဂရုပေးသွားပါတယ်။နေ့လေကျတော့စာရင်ခင်မောင်ပြန်ရောက်လာပါတယ်။ကျွန်တော်သားခုံနံဘက်နဲ့နာမည်ဆောင်ပွဲအောင်စင်းမှာမတွေ့ဘူးဟုပြောပါတယ်။ကျွန်တော်မှသူ့စကားကိုကြားတော့အတော်ပင်စိတ်ထိခိုက်သွားပါတယ်။ငယ်တဲ့မွေပေါက်သလိုခံစားလိုက်ရပါတယ်။ အလုံးဝင်ခံစားရပါတယ်။မိမြအချင်းနေဆိုးအားထိခိုက်သည်လဲဆိုရင်ငါသားကလေးငါကြောင့်စိတ်ဒုက္ခရောက်ပြီးဆက်မွေးကြရှာတယ်ဟုခံစားရပြီးကိုကိုကိုသက်သေးရမယ်စိတ်ကူးမိသည့်အထိဖြစ်ခဲ့ပါတယ်။သို့သောစိတ်ကိုပြန်ဖြေရပါတယ်။ဒီနေ့ဆက်မွေးရှုံးတော်လဲနောက်နေ့ကြအောင်ပါဘော။ငါမလို့သိရင်လဲငါဇနီးရှိနေတာပဲ။သူကသားဆန်မွေးဝဲအောင်အပိကယူဆိုင်မှာပဲစိတ်ကိုဖြေသိမ့်ရပါတယ်။ ထုံနေနေ့လယ်လောက်တွင်ထောင်လိုင်းဤတပ်သားတွေပြန်သွားသောအချိန်ဂဲကြတဲ့ကြားသဖြင့်ကျွန်တော်အင်းအပြင်ကိုထွက်ကြည့်ပါတယ်။ဒုတိယဝန်ကြီးချုပ်ဦးကျော်ငင်းဤသားဦးတန်စာပနအရေးခဲမှအကျဉ်းတောင်တွေရောက်နေသောဘိုးဘိုးကျော်ငင်းနဲ့ထွန်းထွန်းကျော်ငင်းတို့တွေကမိသူလဲသိမ့်မမီဘိုးဘိုးကျော်ငင်းထင်ပါသည်။သူမျက်နာကိုတစ်ဖက် အုတ်တန်းရအောင်လည်းမြင်ရပါတယ်။ဤတွင်ကျွန်တော်သားတန်စင်ဦးဆယ်ရန်ဆံဝဲကြရှုံးသည်ဟုစစ်ထောက်လိုင်းကြီးက စာချင်းခင်မောင် ပြောထားတာသတိရမိပါတယ်။ထို့ကြောင့်ဘိုးကျော်နေဟာသားတန်းစဉ်ဦးစေရန်ဆံပွဲဖြေဆူထားတယ်အောင်စင်း ကြည့်ပေးလို့ရမလားဟု ပြောလိုက်ပါတယ်။ဘိုးကျော်ငင်းက ပြန်ဖြေပါတယ်။သူတို့စီမှာမြမတပီလုံးကစေရန်ဆံပွဲအောင်စင်းစာကိုရထားပြီးကြည့်ပေးမိဟုပြန်ပြောပြပါတယ်။ထို့ကြောင့်ဘိုးကျော်ငင်းထံကအဖေရောက်လာသည်။တန်းစဉ်ဦးစေရန်ဆံပွဲအောင်သည်ဒီသတင်းကြားရတော့ကျွန်တော်အတော်ဝင်ဝမ်းသာသွားပါသည်။ စစ်ထောက်လိုင်းကစာရင်ခင်မောင်ကကျွန်တော်သားတန့်စင်ဦးစံမွေးအောင်တင်းမှာနာမည်ရှာမတွေ့ဟုပြောထားသောကြောင့်ကျွန်တော်စိတ်သက်ကြနေစဉ်စံရန်စံမွေးအောင်မီဟုပြောသောကြောင့်ရုတ်တရက်ယုံရခက်ခက်ဖြစ်နေသည်နာမည်သိကြရလားကြည်ပေးပါဦးဟုထပ်ကြည့်ခိုင်းရပါသေးသည်ကျွန်တော်ထပ်ပြောတဲ့အခါဘိုးဘိုးကျော်ချင်းကသိကြပါတယ်တန့်စင်ဦးနဲ့တန့်စင်တင်ဦးနှစ်ယောက်နာမည်တော်တွေ့တယ်ခုံနံပါတ်ကလည်းမှန်တယ်ဟုထပ်ပြောပါတယ်ဘိုးဘိုးကျော်ချင်းပြေသော နာမည်နှစ်ခုတန့်စင်ဦးနဲ့တန့်စင်တင်ဦးတို့တွင်တူဦးမှာကျွန်တော်သားတန့်စင်ဦးဖြစ်ပြီးတန့်စင်တင်ဦးမှာကျွန်တော်ဇနီးဒေါက်တာတင်မိုးဝင်ဤငွေချင်းဘိုတင်ဦးဤသားတန့်စင်တင်ဦးပဲဖြစ်ပါတယ်ကျွန်တော်အလုံးမင်းဝမ်းသွားသွားတော့လဲစိတ်ထဲကတိတ်မယုံနိုင်သေးဖြစ်နေပါတယ်ဟိုကောင်တက်ကြကြီးခင်မောင် ပြောထားတဲ့စကားကနားထဲကမထွက်သေးသည်ကိုစိတ်ထဲမှာမတင်မကြဖြစ်နေမိပါသေးတယ်ဤသို့ပြန်မကြမီဇနီးတဲ့ဒေါက်တာတင်မိုးဝင် ဟောင်းဝင်လာလာတွေ့တဲ့အခါတာတန့်စင်ဝန်စံမွေးအကြောင်းမေးကြည့်တော့အောင်သည်တဲ့ထိုအခါမှကျွန်တော်မှတာအတွက်ဝမ်းသာအားရဖြစ်လျက်စိတ်အေးရပါတော့တယ်ထိုစဉ်ကကျင်းထောင်တွင်း၌ပြစ်ဒဏ်ကြခံနေရစဉ်ကျွန်တော်အတော်ပင်ဘာသာရေးလုပ်ဖြစ်ပါတယ်ပတိစိတ်ပါတယ်နေ့စဉ်သံမုတ်လေးကာလာတော်ကြီးကိုအချိန်တစ်ထောင်ရုပ်ဖတ်ပူဇော်လင်ကောင်းသည်ဆို၍ရုပ်ဖတ်ဖြစ်ပါတယ်ပူဇော်ဖြစ်ပါတယ်သို့သော တမထအစစ်မှားသာရှိပါသေးတယ်။ဝိပဿနာတော့မလုပ်ဖြစ်သေးပါဘူး။ပြောရအောင်မီစာကျင်ခင်မောင်က ကျွန်တော်သားဆံမွဲမအောင်ဘူးဟုလာပြောခြင်းမှာသူတို့စစ်ထောက်လိုက်တက်သားတို့အလုပ်ဖြစ်ပါတယ်။အကျဉ်းကြခံနေရသောကျွန်တော်တို့စိတ်ဓာတ်ကြောင့် break down ဖြစ်ရန်ကြံစီလှုပ်ဆောင်ခြင်းပဲဖြစ်ပါတယ်။ဘ ਹੁ ကြောင့်ငင်းတို့သာဤသို့သတင်းမှမပေးနိုင်ရင်ကျွန်တော်ဒုက္ခရောက်နေမည်ဖြစ်ပါတယ်။ဟုံတလောကဘ ਹੁ ကြောင့်ငင်းတို့ညီကိုအန်လီယုံကိုရောက်လာ၍အတိတ်ကာလက အင်းစိန်ထောင်တွင်မှသူတို့ကိုကြီးစောင့်ရှောက်ကြပုံများကိုကျေးဇူးတင်ကြောင်းပြောရပါသေးတယ်။ကိစ္စမရှိပါဘူးအန်ကေယာဒါကျွန်တော်တို့တာဝန်ကျွန်တော်တို့ထမ်းဆောင်တာပါဟုဘူကပြောပါတယ်။လေးစားချစ်ခင်မှုကောင်းတဲ့လူငယ်များပါပဲ။ပြောခြင်းသေးသည်ကျွန်တော်နှင့်အလွမ်းသင့်နေသောစစ်ထောက်လိုင်းတက်မှစာတင်ကတနေ့ဒီလိုပြောပါတယ်။ဘိုးတို့ရဲ့ဘိုးတို့ရဲ့တမိုင်းကလေးရေးပါလား။အဲ့ဒီထောက်လိုင်းတက်သားနာမည်ကထွန်းလိုင်းသူကအသက်နည်းနည်းကြီးပြီ သူကကျွန်တော်ကိုယင်းနီအောင်အထူးစီယုံခိုင်နာသူဟုထင်ပါတယ်။ညဘက်ကိုကျွန်တော်နဲ့အတူအိတ်ဆောက်ရန်လှော်ထားသောသူတယောက်တည်းကတူဖြစ်ပါတယ်။ဒါကလေသူကခောက်ဆွဲတထုပ်ယူလာပြီးဗိုလ်ချုပ်စားဖို့ကျွန်တော်တိတ်တိတ်ခိုးပြီးဝယ်လာတာဟုပြောပါတယ်။ကျွန်တော်မှသူ့ခောက်ဆွဲကိုစားပြီးဩငါ့အပေါ်စေနာထားသူပါလားဟုအထင်ရောက်ခဲ့ပါတယ်။ဒီနေ့အထက်ပါထောက်တိုင်းထောက်လိုင်းတပ်သားကလာပြောပါတယ်။ကျွန်တော်အကြောင်းကို ရေးထားပါလားတဲ့လာပြောတယ်။သူကကျွန်တော်သဘောကျမိစကားတွေပြောရင် ပြောရင်ကျွန်တော်ကိုစီယုံထားတဲ့သူဖြစ်ဖွယ်ရှိပါတယ်။သူကကျွန်တော်ကိုစာမျက်နှာ400ပါဗလာဆောင်းနဲ့ဘဝတစ်ချောင်းပေးပြီးကျွန်တော်အကြောင်းကိုရေးပေးပါဟု ပြောပါတယ်။ကျွန်တော်ကိုသူကဒီလိုပြောတော့ဝမ်းသာရပါတယ်။မိမိမှာအချိန်ကြီးအများကြီးအားနေသူဖြစ်တော့ဟုတ်သားပဲရေးမယ်လို့အဆုံးဖြတ်ချက်လိုက်ချလိုက်ပါတယ်။ဒီလိုပဲကျွန်တော်အားလိုက်တဲ့အချိန်မှာကျွန်တော်အကြောင်းကိုကျွန်တော်ရေးခဲ့ပါတယ်။တို့တို့ရေးသားရရင်ကျွန်တော်တိတ်ပြီးဖိုးဝဲနဲ့နဲ့မရေးဖြစ်ရမှန်ကန်တာဒဲတို့ရေးပါတယ် ျွန်တော်အကြောင်းဖြစ်ရအမှန်တိုင်းဖြစ်ရကုန်ရေးပြီးတဲ့အခါအဲ့ဒီထောက်လိုင်းရေးတပ်သားကပင်ထိုစာအုပ်ကိုယူသွားပါတယ်လက်ဆတ်တော့ကျွန်တော်အကြောင်းကျွန်တော်ကိုရေးခိုင်းပြီးသူတို့ဘာသာသူတို့ပဲအဲ့ဒီစာအုပ်ကိုယူသွားပါတော့တယ်ကျွန်တော်ကိုကောင်းပြီးကောင်းရတဲ့သူတို့လိုဖြစ်အောင် စီယုံပြီးသူတို့လိုချင်တာတွေချော့ခိုင်းတာဒီစာအုပ်ကိုယူသွားစီမှာ ပြန်မပေါ်လာတော့ပါဘူးသူတို့ထောင်လိုင်းရီတွေဘလို့ပြည့်ရယ်စင်ပြီးကျွန်တော်ကိုစာရေးခိုင်းသည့်အကြောင်းမှာနောက်တော့ဘူးပေါ်သလိုပေါ်လာပါတယ် ထို့သောပေါ်လာပုံကိုကျွန်တော်ပြောပြပါဦးမယ်။နောက်တော့ကျွန်တော်အင်းစိန်ကျင်းထောင်မှလွတ်လာတဲ့တနေ့မှဤသို့အသိလာရပါတယ်။ကျွန်တော်နဲ့အတူပသိမ်ကျောင်းနေစဉ်ကတဒန်းနဲ့ဆယ်ရန်အောင်မြင်ခဲ့သူနောက်တော့ဆေးသိပ်ပံတက်ပြီးတက်မတော်တဲ့ရောက်လာသူဆရာဝန်ဒုတိယဗိုလ်မှူးကြီးဒေါခင်ကြည်မာဖီဇီယိုသီရပီပညာရှင်ဖြစ်နေပါတယ်။ဦးနေဝင်းနဲ့ဒေါခင်မေတန်းတို့ကြီးကျမ်းမာရေးအတွက်နောက်ကအမြဲလိုက်နေရသူဖြစ်ပါတယ်။ကျွန်တော်အင်းစိန်ကျင်းထောင်ကလွတ်တော့ ကျွန်တော်အမေရှိသောရန်ကင်းမြို့ကကျွန်တော်နှမအိမ်ကိုသွားခဲ့ပါတယ်။ယခုပြောပြတဲ့ဗိုလ်မှူးကြီးဒေါခင်ကြီးကကျွန်တော်နှမအိမ်နဲ့ဒလွယ်ကုန်းမှာနေပါတယ်။ဗိုလ်မှူးကြီးဒေါခင်ကြီးနဲ့ကျွန်တော်တို့ပသိမ်မှာကြောင်းနေစဉ်ကလေးကခင်ပါတယ်။သို့တော့တာမန်မျှသာခင်ပါတယ်။ယခုကျွန်တော်တို့လူကြီးတွေဖြစ်လာကြတော့တွေ့ကြုံဆုံကြရင်ပုံမှန်ရင်းနှီးခင်မင်းလာခဲ့ပါတယ်။ကျွန်တော်ကဗိုလ်ချုပ်ကြီးဖြစ်သူကလည်းဒုတိယဗိုလ်မှူးကြီးဖြစ်တော့တို့နေရှင်ရဲ့အကြောင်းမှာအတူတူပညာသင်ကြားခဲ့သူ တငယ်ချင်းတွေကတက်မတော်မှာယာရုအမြင့်ဆုံးရောက်လာသူဟုဆိုပြီးဂုံယူနေတယ်ဟုပြောပါတယ်။ထို့ပြင်ဘုံမူကြီးဒေါခင်ကြီးရဲ့ဖခင်ကွယ်လွန်စဉ်က ကျွန်တော်စစ်တိုင်းမှုဘဝမှာအများကြီးစောင့်ရှောက်ကူညီမှုပေးခဲ့ပါတယ်။ဒါကိုလည်းဒေါခင်ကြီးကကျွန်တော်ကိုယေရှုတင်နေသည်ဟုသိရပါတယ်။ဒါနဲ့တော့ဘုံမူကြီးဒေါခင်ကြီးအိမ်သို့အမတ်မထင်ရောက်သွားပြီးကြံ့မာရလားနေကောင်းရလားသွားမိသည့်အခါမှာဒေါခင်ကြီးကပြောရှာပါတယ်။ ဗိုလ်ချုပ်ရဲ့ကျမမှာစိတ်ပူပြီးဗိုလ်ချုပ်အမေကိုပဲမေးနေရတယ်။အမေသားဦးတင်ဦးကျမရဲ့လားနေကောင်းရဲ့လားပို့ထို့သူပြောရင်ဘုံမှုတော်ခင်ကြီးကထွက်လာသောစကားတစ်ခုကိုသိလိုက်ရပါတယ်။ဘုံမှုကြီးတော်ခင်ကြီးကဒီနေ့မှာကျမကိုဦးနေဝင်းကသူ့ရုံးကိုလာဖို့ခေါ်တယ်။ပြီးတော့ဦးနေဝင်းကဗိုလ်ချုပ်တင်ဦးရဲ့စိတ်နေသောတာဘလို့ရှိသလဲ။ငယ်စဉ်ကပသိန်းအမျိုးသားအကြောင်းမှာဆယ်တန်းအတူတူအောင်လဲဆိုလို့မေးခဲ့တယ်။ကျမကဗိုလ်ချုပ်တင်ဦးရဲ့စိတ်နေစေတာ အလွန်ကောင်းပါတယ်ရိုးရိုးသားသားပါပဲဘာမှအထူးပြောစရာမရှိပါဘူးလို့ပြန်ဖြေခဲ့ပါတယ်သို့တော့ထောင်လန်းရေးကပြောရည်ကျွန်တော်ရေးခဲ့သည့်စာအုပ်တင် စာတကြောင်းပါသွားပါတယ်ကျွန်တော်တို့စီးရေးပြနေစီရင်ပသိမ်မှာ ကျွန်တော်တို့တဲခိုသည့်ရွာသို့ BIA ဗမလွတ်လပ်ရေးတက်မတော်တက်လာခြင်းခေါင်းဆောင်လို့သူမှာဘိုဝင်းဖြစ်ပါတယ်ဟိုတလောက ကွယ်လွန်သွားသော နိုင်ငံသားရေးဒုတိယဝန်ကြီးဟောင်းဘိုမူးကြီးဝင်းဖြစ်ပါတယ်ရွာကိုရောက်လာစဉ်ကတော့ ဘုံဝင်းနာမည်မခံသည်ဘူဘဇံဟုသိရပါတယ်။သူနဲ့ပါလာသူကဘူအောင်နောက်သောအခါဘူချုပ်မောင်မောင်ဖြစ်လာပါတယ်။ဒီမှာပြောချင်တာကစစ်ထောက်လိုင်းကရေးပါဟုပြောရင်ရေးပေးလိုက်သည့်အစာအုပ်ထဲမှာကျွန်တော်ဘဝအစမွေးသည့်နေရာမှာအစာရေးကြောင်းနေစဉ်ကာလနောက်စစ်ဖြစ်လာ၏တောသို့ပြေးချောင်ရပုံအကုန်ရေးပေးလိုက်ပါမယ်။ထိုစဉ်ကကျွန်တော်ရေးသောအစာအုပ်ထဲမှာအဖေမသေးခင် BIA တက်မတော်ကိုဝင်လာပုံကိုလည်းရေးပေးလိုက်ပါတယ်။ BIA တပ်ဖွဲ့ကျေးရွာ၌လက်နက်များအံ့မိဆိုသောကြောင့်ရှိသည့်များလက်နက်များကိုအပ်လိုက်ရပါတယ်။ကျွန်တော်ဖခင်မှာအစိုးရအမှုရန်ဖြစ်၍ရွာ၌လုံခြုံရေးကာကွယ်ရေးကိုဦးဆောင်နေရသူဖြစ်ပါတယ်။အဖေကိုမျိုးပေါ်မှာခေါ်ယူပြီးတပ်ဆိုင်ရာ BIA တပ်ကစစ်သေးပါတယ်။ပထမတော့အဖေကိုမြို့ကိုလာဖို့ခိတ္တခဏခေါ်ပြီး၄င်းရဲ့ကြောင်ဖမ်းဆီးစစ်ဆေးခဲ့ပါတယ်။ပထမဆုံးမှာပါခဲ့ပြီးဖြစ်ပါတယ်။ BIA ဘူ ဘိုသိန်းဆွေဤဖခင်ဦးဘိုးရင်ကိုမြို့เจ้าဘုံကြီးဦးကုတလာက ပြောပေးကျွန်တော်ဖခင် လော်လာပါတယ်။ရွာတို့အဖေပြန်လာစဉ်လမ်းမှာရင်မတန့်သည်ကိုတောက်မိပြီးဝမ်ယောဂဖြစ်ပါတယ်။ရွာရောက်တော့အဖေဝမ်ယောဂနဲ့ဆုံးပါတယ်။အဖေဖြစ်ရကိုကြည့်ရင် မလို့သူတွေက BI တက်ကိုမမှန်မကန်သွားပြောကြ၍ BI ကမသင်္ကာဖြစ်ပြီးဖန်စီစစ်ဆေးခံခဲ့ရပါတယ်။ဒီနေ့တက်မတော်ရင် ထိုအဖြစ်မျိုး မကြုံတွေ့စီရင်မဖြစ်သေးလားမျိုးမဖြစ်အောင်လုပ်တင်ပါတယ်ဟုတ်ကျွန်တော်ကစာကြောင်းထည့်ရေးလိုက်ပါတယ်ဒီအကြောင်းကိုကျွန်တော်ရေးရခြင်းမှာရိုးရိုးသားသားစေရနာမှန်ဖြင့်ရေးလိုက်ခြင်းဖြစ်ပါတယ်ကျွန်တော်ရေးလိုက်သည့်စာအုပ်ကိုထောင်လန်းရေးတွေကဘုံနေဝင်းတို့တိုင်လိုက်ပုံ ရပါတယ်ဘုံနေဝင်းကဘုံဦးဒေါခင်ကြီးကိုမေးမြန်းခဲ့ပါတယ်ဘုံတင်ဦးဖခင်ကို BIA တက်ကဖမ်းဆီးစစ်ဆေးခဲ့တာ ကြားဘူးသလားဒီမှာဝန်ဟူတော်ခင်ကြီးက ကျမမကြားဘူးကိုတင်ဦးနဲ့အမျိုးသားအကြောင်းမှာအတူတက်ခဲ့တယ်စစ်ဖြစ်လာတော့စစ်ပြေးကြတယ်နောက်ကျမတို့ပြန်တွေ့တော့ကိုတင်ဦးကတက်မတော်ရဲရောက်တယ်ကျမကစေးသိပ်ပံတက်ပြီးဇာဝင်ဖြစ်လာတယ်ဤသို့ဝန်ဟူတော်ခင်ကြီးကပြန်ပြောတဲ့အခါဦးနေဝင်ကအထမေးပြန်တယ်ဘူတင်ဦးအဖေကို BNI တပ်ကဖမ်းဆီးစစ်ဆီးခဲ့တာသူမကြင်မနက်ဖြစ်ကြောင်းပြောဘူးသလားကျွန်မကတော့ဒါမျိုးပြောတာမကြားဘူးပါဘူးဟုပြောဖြေခဲ့ဘူးပါလေနောက်တစ်ခုကကျွန်တော်စာအုပ်ထဲမှာငယ်စဉ်က စာသင်ပေးခဲ့သူဆရာမဒေါ်သန်းအောင်နာမည်ထည့်ရေးလိုက်ပါတယ်ကျွန်တော်ထောင်ကလွတ်လာပြီးနောက်ကျွန်တော်တို့ပသိမ်မျိုးသားကြောင်းဆရာကတော်ဝဲကြမှတင်းဦးမင်းเจ้าကိုထောက်လိုင်းရငါစီလာမေးတယ် ဗိုလ်ချုပ်ကြီးတင်ဦးကအသိမှဆီယာမတပည့်ဖြစ်ခဲ့ဘူးတဲ့ဆိုတာဟုတ်သလားတဲ့ဆီယာမကဟုတ်တယ်လို့ဖြေလိုက်ပါတယ်မောင်တင်ဦးကို special class မှာစာသင်ပေးခဲ့ရာကအမျိုးသားထက်တန်းကျောင်းမှာ6တန်း9တန်းမှာသူ့အတန်းပိုင်ဆီယာမဖြစ်ခဲ့တယ်မောင်တင်ဦးကလူရိုးပဲစိတ်ကောင်းရှိတာပဲတခုတော့ရှိတယ်သူ့မှာတခုခုလုပ်မယ်ဆိုရင် လုပ်တတ်တဲ့တတ္တိရှိတယ်ဒါကတော့ចောင်းသားသဘာဝကလေးကသိရတယ် လုံရဲတဲ့တတ္တိရှိတယ်။သူတခုခုလုံမယ်လို့ဆုံးဖြတ်ချက်ချပြီးရင်လုံရဲတဲ့တတ္တိရှိတယ်။အဲ့လိုចောင်းသားမျိုးလို့ပြောလိုက်တယ်။ဒီမှာဆက်ဆက်ကြည့်တဲ့အခါဦးနေဝင်းကကျွန်တော်အပေါ်ဘလို့သုံးသတ်တယ်လဲဆိုတော့ဗိုလ်တင်ဦးဟာလက်နက်ကင်အဖွဲ့စည်းနဲ့ပတ်သက်လို့စိတ်နာလာသည့်အတွက်သူအနာရလာတဲ့အခါမှာဒီလိုလုပ်သလားလို့စွဲနေပါတယ်။ဒါကလည်းကျွန်တော်အချင်းတော်ကလွတ်မြောက်တဲ့အခါကျမှသိရပါတော့တယ်။ဒီမှာ အကျဉ်းထောင်ထောင်လိုင်းကြီးကရေးပါဆိုရင်ရေးခဲ့တဲ့စာအုပ်ကို သူတို့ကပဲဒီစာအုပ်ကိုအပြင်ရောက်ထုတ်ပေးမယ်ဟုပြောပြီးယူသွားပါတယ်။နောက်ထပ်ဆက်ရေးရန်စာအုပ်အစ်စ်ကပြန်မလာတော့ပါဘူး။ကျွန်တော်ကထောင်လိုင်းကြီးထွန်းလိုင်းကိုစာအုပ်ကိစ္စမေးမြန်းကြည့်တော့အခြေအနေကိုခိတခဏထိုင်ကြည့်နေတာပါဟုပြောပြီးနောက်တော့ဒီကောင်ကလှုပ်ပြောင်းသွားပါတယ်။ဒီမှာပဲသိလိုက်ပါပြီ။ထောင်လိုင်းကြီးကထွန်းလိုင်းတော့ငါ့ကိုစော်သွားပြီ။လိန်ညာသွားပြီဟု အမှန်ကထိုစာအုပ်ကိုရေးခိုင်းသည်မှာအထက်ကစီမံချက်ဖြင့်ချပေး၍ကျွန်တော်ကိုလိန်ညာလှည့်ပြားကအရေးခိုင်းခြင်းဖြစ်ပါလေသူတို့လိုချင်လို့ရေးခိုင်းတယ်ကျွန်တော်လည်းရိုးရိုးရေးခိုင်းတယ်ထင်ပြီးရေးသားပေးလိုက်ခြင်းပဲဖြစ်ပါတယ်ထိုစာအုပ်ကိုစစ်ထောက်လိုင်းရေးကနိုင်ငံတော်သမရဥနေဝင်းထံတင်ပြလိုက်ပုံရပါတယ်ကျွန်တော်နဲ့အတူနေဘုံမှုစိန်မြင့်လွတ်သွားစဉ်က ကျွန်တော်ကိုလာပြီးနှုတ်ဆက်ကျွန်တော်ကသူ့ကိုပြောပြလိုက်ပါတယ် ကိုစိန်မြင့်အခုမင်းထောင်ကလွတ်ပြီ။အိမ်မဲရောရင်မင်းအိမ်ကအချင်းနေမှန်ကိုသိလိမ့်မယ်။ကိုစိန်မြင့်ကိုတိုက်ကြည့်ခဲ့တဲ့စီကအမှန်တော့အားသေးမဟုတ်ဘူး။ဘီလီယံ5ခေါ်တဲ့စိတ်ငြိမ်စေးပဲ။တိတ်တောက်ပြီးနေရင်မင်းဒုက္ခရောက်မှာစိုးရင်လို့ထပ်မတိုက်တော့တာဟုပြောလိုက်ပါလေ။ဘိုးစိန်မြင့်ကဘိုးချုပ်တို့လည်းလွတ်လာပါလိမ့်မယ်။မကြတော့ပါဘူးဟုပြောသွားပါလေ။ကျွန်တော်အခန်းပေါ်ဘိုးစိန်မြင့်လွတ်သွားတဲ့အခါလွတ်နေတဲ့အခန်းမှာ ဘုံဝင်းသိန်းကံရောက်နေပါပြီ။သူကတရားထိုင်လို့ဖြစ်ပါပြီ။တင်မမှာအတမာရီတောင်တက်လာသည်။သူကတော့တည်ကြည်ငြိမ်ငြိမ်ဖြစ်ပါတယ်။ဖះစုပန်ထားသူဆိုတော့လေဘာသာရေးလုပ်ငန်းများကို အာသွန်ခွန်ဆိုင်လုပ်နေပုံတွေ့ရပါတယ်။ကျွန်တော်တို့1989ခုနှစ်အင်းစိန်အချင်းထောင်ထဲမှာရှိနေတဲ့ဘိုးကြီးအုံးကျော်မြင့်တေတံအပြစ်ဒဏ်ခံရပြီးကျိုးစင်တက်အသက်ပေးသွားပုံကိုပြောရင်ကြံသေးပါတယ်။ ပြောပြပါဦးမည်။ဘူဒီအောင်ကျော်မင်းကိုကျိုးစင်တင်သေတံပေးတော်မူအကြောင်းတက္ကသိုလ်ကျောင်းသားဘိုးဘိုးကျော်ကြီးတို့ထံကတရင်ရပါတယ်။နှုတ်ကထုတ်ပြောခြင်းမဟုတ်ပါဘူး။လေထဲတွင်လက်ဟန်ဖြင့်စာရေးပုံပြပြီးတရင်ပို့ပါတယ်။ဘူဒီအောင်ကျော်မင်းကိုသရဏဂုံညနေတွင်တင်ကြောင်းနောက်နေ့နက်တနာ í တွင်ကျိုးစင်တင်၍သေတံပေးလိုက်ပြီဖြစ်ကြောင်းတရင်မင်း။ဘူဒီအောင်ကျော်မင်းကိုကျိုးစင်တင် သေတံအပြစ်ပေးလိုက်ပြီဟုကြားသိရသောညကကျွန်တော်အထူးပင်စိတ်မကောင်းဖြစ်ရပါတယ်။အမှန်ဆိုရင်သူကြောင့်ကျွန်တော်ယခုကဲ့သို့မအပြစ်မှမကျူးလွန်ပဲနှင့်စစ်ထောက်လိုင်းကအမှုကြီးတဲ့စွဲသွင်းကစိတ်တည်းရရောခန္ဓာကိုယ်ရေးရရောစိင္ရဲ့ဒုက္ခရောက်ရခြင်းပဲ။သို့သောယခုကဲ့သို့ကိုယ်တပည့်တပန်းတူကျိုးစင်တက်အသက်ပေးသွားပြီဆိုရသောအခါများစွာစိတ်မကောင်း ဖြစ်ရသည်ကအမှန်ပါ။ဤလောကတွင် ဘသူကားမှဘသူကိုတတ်ဖြတ်ခြင်းမပြုဘဲမေတ္တာဖြန့်ဝေနိုင်ကြလျင်မကောင်းဘူးလားစဉ်းစားပြီးတရားရမိပါတယ်ဤသို့ဖြင့်ကျွန်တော်တို့အင်းစိန်အချင်းထောင်ကလူတင်ဒီကိုပြောပြရပါဦးမည်ဟောင်း980ပြည့်နှစ်မေလ28ရက်နေ့ဖြစ်ပါတယ်ထုံနေ့မှာနေုံလာပြည့်နေ့ဥပုံနေ့ဖြစ်ပါတယ်ကျွန်တော်တို့ကိုအချင်းထောင်ကမလုံမီသတင်းတွေအများကြီးကြားနေရပါတယ်သာသနာတန်ရှင်းရေးအတွက် ဘိုးတော်တွေတန်ဃာဓုတွေတန်ဃာယောင်တွေဘေးရင်ရရင်အားလှုပ်တော့ဖုန်ကြီးတွေပျောက်စည်းစရာတွေဖန်းစီစစ်စင်းနေတော့ရန်ကုန်မြို့ပေါ်ကရောက်ကော်စရာတော့တောင်းလွင်းကြီးစရာတော့ပုပ်ပါကအိုးပရမဝနသိတိဘုန်းတော်ကြီးအပါဝင်ရဟန်းတန်ဃာတော်များကိုဖန်းစီစစ်စေးပြီးလိုအပ်လဲပေးသည့်တရင်များကြားနေရပါတယ်ထို့နောက်ခိုင်းပေါင်းစုံတန်ဃာအစည်းအဝေးကြီးကျင်းပပြီး ဗဟုသံဃဝန်ဆောင် မဟာသံဃနိုင်ငံကအဖွဲ့ကြီးကို စနစ်တကျစီဝေးဆွေးနွေးဖွဲ့စည်းလာခဲ့တယ်။ကြာစီရသောသာသနာတန်ရှင်းသတင်းမှာမှာဝန်တာအားရဝယ်ကောင်းပါတယ်။ဒီအချိန်မှာပဲကျွန်တော်တို့အပေါင်းဝင်နိုင်ငံရေးပြည်မှုတန်ခံရသောအခြေအနေများကို စစ်ဆေး၍လွတ်ပြီးတော့မည်ဆိုသောသတင်းလည်းထွက်ပေါ်လာခဲ့ပါတယ်။ကျွန်တော်ကိုလွတ်ပြီးစဉ်ကတူပြစ်ဒဏ်ကြခံရသောမုံကြီးလှဖေးလည်းတနေ့တည်းလွတ်ပါတယ်။ ညနေပိုင်းတွင် ထောင်လှမ်းရေးတပ်သားတို့ကကျွန်တော်တို့အားယနေ့ညနေပိုင်းတွင်လှုပ်ပေးမိဖြစ်သောကြောင့်ပစ္စည်းများသိမ်းဆီးပြင်ဆင်ထားပါဟုပြောပါတယ်ပြောရပါဦးမယ်ဒီတော့ကကျွန်တော်တို့ထံမှာကျွန်တော်ကိုကတ်နေသောမြန်မေးအမည်ရှိကြောင်တကောင်ရှိပါတယ်ထောင်လင်းကကြောင်မတွေမှာ6လတခါတားမွေးနေကြရာကျွန်တော်အိမ်၌မိတင်းနေထိုင်ကြသောကြောင်မတကောင်ကကြောင်ပေါက်ဆကလေး9កောင်မွေးပါတော့တယ်ထို့ထဲက ကြောင်ကလေးတကောင်မှာမျက်စိမမြင်ပဲပါလာပါတယ်။မိခင်တို့ကတော့မှန်မှန်စုနိုင်ပါတယ်။သို့တော့မျက်စိကတော့အမြင်ရှားသောကြောင်ကလေးဖြစ်ပါတယ်။ထုံမမြင်ကြောင်ပေါက်ဆကလေးကိုကျွန်တော်စူးစမ်းကြည့်ရာလက်ဆက်သက်တော့ကြောင်ပေါက်ဆကလေးမှာမျက်စိမမြင်ရခြင်းအကြောင်းကကြောင်မိခင်ကြီးမွေးစဉ်ကမျက်ခုံများအပေါ်နှင်းအောက်ထပ်ပြီးထိဆက်နေဖြစ်ပါတယ်။ထို့ကြောင့်ထုံမျက်မမြင်ကြောင်ပေါက်ဆကလေးကိုကျွန်တော်ကမျက်ခုံအပေါက်ပွင့်ရန်လှမ်းပေးပါတယ်။ သူခင်ဗျာနားလုံးရေတအားအော်ရှာပါတယ်ကျွန်တော်ကလည်းအဖြေသိနေသူ့မျက်ခွန်သားကိုမပွင့်ပွင့်အောင်ကြိုးစားလှန်ပေးပါတယ်မကြာမီတွင်အပေါ်နဲ့အောက် မျက်ခွန်လှန်ပြီးပွင့်သွားသဖြင့်ကြောင်ပေါက်ဆကလေးမျက်ခွန်မှီးမီးဖြစ်မည်မျက်စိမင်းမီဟိုဟိုဒီဒီခြေဆန့်သွားလာနိုင်ခဲ့ပါတယ်ထိုကြောင်ပေါက်ဆကလေးကို ကျွန်တော်ကချစ်နေပြီးမျက်မေးဟုနာမည်ပေးထားပါတယ်သူ့ကိုအစာကျွေးထားသူကိုသိသဖြင့်ကျွန်တော်ကိုကန့်နေပါတယ်ကျွန်တော်နားမမခွာတော့ပါဘူး ကြံသောကြောင်ပေါက်တွေကိုလိုချင်သူတွေရှိ၍ပေးလိုက်ပါတယ်။မြန်မေးတကောင်သာကျွန်တော်နားတွင်ကြံခဲ့ပါတယ်။ကျွန်တော်အချင်းထောင်ကလွတ်မြိတ်နေမှာထိုးကြောင်ကလေးကိုအိမ်သို့ယူသွားရန်ဝါချင်းလုံးတစ်လုံး၌ထည့်ပြီးလက်ကင်ကိုင်းကလေးလှုပ်ထားပါတယ်။ဒုနေညနေကအထုပ်အပိုးတွေကားပေါ်တင်ပြီးအပြင်သို့ထွက်မိဆိုသောအခါကျွန်တော်ကြောင်ကလေးထည့်ထားသောဝါချင်းကိုဘယ်သူယူသွားမှမသိရှာမတွေ့တော့ပြီ။ထောင်ထဲမှာတာငါရှာပါတော့ တတ်စားမိသူတူဦးကကြောင်ဆွဲခြင်းကိုအလစ်တုပ်သွားဟန်ရှိပါတယ်။ကျွန်တော်ကဟေ့ရှာရပါအောင်ငါကြောင်ကလေးမပိုင်ငါအိမ်မပြန်ဘူးဟုအချက်ကင်တော့မှဘဲကရှာယူလာမှမသိတော့ကျွန်တော်ကြောင်ကလေးပါသည်ချင်းကိုပြန်လာပို့ကြပါတော့တယ်။ထုံးနေည၈နာရီတွင်ကျွန်တော်အိမ်သို့ပြန်ပို့ဝေးမိကားပေါ်သို့ကြောင်ဆွဲခြင်းကလေးကိုကင်ကအိမ်ပြန်ခီးအတွက်လှမ်းတက်ခဲ့ပါတော့တယ်။ကားဟာ အင်းစိန်အကျင်းထောင်မှတပိန်ညင်းလှင့်ထွက်ဆပြူပါတယ်။ကျွန်တော်သည်အချုပ်အနောင်ကင်းရှင်းသွားပြီ ဖြစ်သောဘဝ၌တန့်စင်သောအပြင်လေးကို အားရပါရရှူရှိုက်လိုက်ပါတယ်။နှွေညလေးအေးသည်ကျွန်တော်နှလုံးသားအတွင်းသို့ဖြည်းဖြည်းသက်သာစိတ်ဝင်သွားပါတယ်။အော်ကျွန်တော်ဘဝဤလှည့်အပြောင်းတစ်ခုပါတကား။ထိုနေ့မှာမြမသက်ကတဲ့ 1342ခုနှစ်နေုံလာပြီနေ့ဗုဒ္ဓဟူးနေ့ခရစ်နှစ်1980ပြီနေ့မေလ28ရက်သူရဦးတင်ဦးဒုတိယတွဲပြီးဆုံးသွားပြီဖြစ်ပါတယ်နားဆင်ပေးခဲ့တဲ့ မိတ်ဆွေအားလုံးကိုကျေးဇူးတင်ရှိပါရယ်ခင်ဗျာ